ကျဲဥချန်နီတွေမျိုးမျိုးရှိတဲ့ထဲကစိမ့်စိမ့်လေးနဲ့ထုတ်ထုတ်လေးအရင်အစားလိုကောင်းတဲ့ကျဲဥကြောကျဲလေးချက်ပြပေးမယ်နော်ပထမအဦးဆုံးကျဲဥကိုဖောက်ထည့်လိုက်ပါကျမကတော့ကျဲဥဖောက်ထည့်ပြီးတော့စားလေးပဲသုံးပါတယ်စားလေးပဲထည့်ပြီးတော့မှုရပါတယ် ကျဲဦးကဖောက်တဲ့ဓာတ်အများလေဆိုတော့ကျမကနှစ်ပြန်လောက်တော့ကြော်လိုက်မယ်ပေါ့နော် ကျဲဥကြော်ပြီးရနဲ့ကျဲဥကြော်ထားတဲ့အိုးထဲမှာပဲကျဲသွနီကိုအရင်ထည့်လိုက်ပါကျဲသွနီလေးလုံးလာပြီဆိုရနဲ့ခဲညင်သီးလေးထည့်လိုက်ပါကျမတို့လုံးနေကြအတိုင်းအယောင်တင်လေးထည့်တယ်စားလေးထည့်တယ်ထည့်ပြီးတော့ခဲညင်သီးကျဲသွလုံးကနာအောင်လို့အဖုံးလေးနဲ့အုပ်ထားမှာပေါ့နော် ခင်းညင်သီးအိုတင်ထားတော့ကျမကခုနကြော်ထားတဲ့ကြက်ဥတွေကိုအနေတော်ကက်ကြီးလေးတွေနဲ့ကိုက်လိုက်ပါတယ်။အနေတော်အရွယ်စားလေးကိုက်လိုက်တယ်ပေါ့နော်။ကျင်းရင်ဒီကြက်တော့လုံးနာနာအောင်ကျမတို့လုံးဖို့တော့လိုတာပေါ့နော် ြန်ရင်ယူတဲ့တော်လုံးနာနာပြီးဆိုရနဲ့ခုနကကြိုက်ထားတဲ့ကြုံကြော်လေးတွေကိုထည့်လိုက်ပါဒီမာလေးကျမကအာတိုက်ခဲညင်စီနည်းနည်းပါလို့လေအဲဆိုတော့အရာဒါလေးကနည်းနည်းအချိန်နှံ့ထွက်လို့ချုံမိုလေးနည်းနည်းထက်ထဲလိုက်တယ်နော် ပြီးရင်နာနာမင်ထည့်ပါတယ်ကျမလုံးနေကြအတိုင်းညုတ်သီးစိမ့်လေးလည်းထည့်ပါတယ်ပေါ့နော်ဘူးဆိုလို့ရှိရင်ရတာရှိပြီးစားလို့ကောင်းတယ် စိမ့်စိမ့်လေးနဲ့ထုတ်ထုတ်လေးအရန်စားလို့မိန်နဲ့ခမင်းနဲ့လည်းအရန်စားလို့မိန်နဲ့ကြဲဥကြော်ကြဲလေးချက်လို့ပြီးပါပြီနော်အားလုံးလည်းလိုက်ပြီးတော့ချက်စားကြည့်ကြနော်အရန်ကောင်းပါတယ်ကျေးဇူးပါရှင်